လာပါရှင်။နိုဝင်ဘာလ9ရက်နေ့ BBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်အရှေ့လေပိုင်းနဲ့တောင်ပိုင်းတို့မှာတိမ်တင်းတင်းဖြစ်ထိုးနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်နှိမ်ငယ်ဖြစ်ထိုးနေပါတယ်။ယနေ့မနက်9နာရီခွဲအချိန်တိုင်းထွားခြင်းများအရ BNN နိုင်ငံကမ်းခြေကိုဒါနန်မြို့ဤတောင်ပတ်မှာဖျက်ကျော်ခဲ့တဲ့တိုက်ဖုံးမုန်တိုင်းခန့်မိကြီးဟာမနေ့ညက BNN နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်ဒေသတို့မှာအပူပိုင်းမုန်တိုင်းခန့်မိကြီးအဖြစ်အာရောက်သွားခဲ့ပါတယ်။ အဆိုပါအကောင့်တော့အပူပိုင်းမုံတိုင်းခမ်းမေဂီဟာအနောက်ဘက်သို့ရွေ့ရှားခဲ့ပြီးရှနေမနက်ပိုင်းမှာအပူပိုင်းမုံတိုင်းခမ်းမေဂီအဖြစ်သို့အယော့သွားခဲ့ကလာအိုနိုင်ငံကုန်းတွေးပိုက်ဒေတာတွေကိုဆက်လက်ဖြတ်ကျော်လျက်ရှိပါတယ်အပူပိုင်းမုံတိုင်းခမ်းမေဂီဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်နေပြီနောက်ဆက်နှစ်နာရီအတွင်းလာအိုနိုင်ငံနဲ့ထိုင်းနိုင်ငံနယ်စပ်ဒေတာတွေမှာကုန်းတွေးမုံတိုင်းရဲ့အဖြစ်အယော့သွားနိုင်တယ်လို့ခန့်မှန်းရပါတယ် ခိုင်တိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြမန္တလေးတိုင်းမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျနေပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်မိုးရွာပြီးကြံတိုင်းနဲ့ပြည်နယ်တို့မှာနေရာအနှံ့အပြားမူထိတ်ချုံရွာကတနင်္လာရီတိုင်းမှာနေရာကွက်ရွေးမူတည်နိုင်ပါလေ ရွာရဲရာနှုံးပြဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာပဲခူးတိုင်းအေယာဝတီတိုင်းနဲ့တနင်္လာရီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ထုံးမှုအကောက်လျက်ရှိနေပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြေးတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပြစ်ခြင်း၊နှစ်ဆီလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါတယ်။မြမကန်ရိုးတဲ့တခြားနဲ့ကန်လိုပင်လေပြင်းတို့မှာတခါတည်းရဲ့မိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်းတင်းမှလှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြေးကြစေရေပြင်းပြင်းပြင်းလေးဟာတနအိလင်25မိုင်မှမိုင်30အထိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းမြင့်မှာမြန်မာကံရိုးတဲ့တစ်ချောင်းနဲ့ကမ်းလူပိလေပြင်းတို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခမန်းချက်မှာရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္လာတိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်မူပြင်းနယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှ နေရာအနှံ့ပြားမှုထိတ်ချုံရွာပါမယ်။နိုဝင်ဘာလ9ရက်နေ့ PPN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါလေ။ကျမသူစားပါ